ဘောကြီးဘလို့တန်ထွက်လေပေါ့နော်ဒီစလုံးကတချို့အများစုမားကြတဲ့ဟိုအတန်ထဲမှာပါတယ်ပေါ့နော်အချို့ကြောင့်လည်းအေးဘလို့ထမမှန်မယ်ဘလို့ထမမှန်မယ်ပေါ့နော်အဲ့လိုမျိုး method တွေ share လုပ်ကြတယ်တကယ်ဒီမှာတချို့သိရမယ်အတန်က diff တုံးလို့ခေါ်ရယ် vowel အတန်တစ်ခုပေါင်းထားတယ်ဖနက်တစ်ဆောင်းကိုသိရမယ်ပေါ့နော်အဲ့တော့ तू ကဒီအတန်ရအောင်ဘလို့ထွက်မလဲဆိုရင် oh အတန်ကြောက်ရပြီသူတို့ရှို open vowel လို့ခေါ်ရဲဟိုနှစ်ခမ်းဝိုင်းဝိုင်းပေါ့နော် kissing lips ပေါ့ရှို့နှစ်ခမ်းဆူပြီးတော့ထွားဝိုင်းရှားအောင်မှကန်နေမယ် oh oh အဲ့ဒါကိုရင်ရအောင်ထပ်ပေါ့သူ10 second မယ် short vowel ဆိုတော့ပြီးွားရင်ရှို့အဲ့ဒီ organic အစ်ကိုကူးရင်ကြောက်အစ်ခါကြောက်လေတရားကိုတွေ့ရင်ရေးပြရင်လေဒီရှို့နှစ်ခမ်းပြီးကိုကားဝိုင်းမှာအဲ့လိုပုံစံလေးပေါ့နော်နှစ်ခမ်းပြီးကိုကားဝိုင်းပြီးွားရင်ရှားအပေါ်အားကောင်းနဲ့ကန်အေးအေးအော်ရေး 哦耶哦耶အဲ့လိုမျိုးထွက်ရတဲ့အတန်ပေါ့နော်အဲ့တော့ဒီအောင်ရပြီဆိုရင်ဒီထဲမှာအချို့စလုံးလေးထည့်ပြီးတော့ထွက်ချင်မယ်ပေါ့နော် boy toy boy employee noise coin enjoy it voice choice အဲ့လိုမျိုးထွက်တယ်ပေါ့နော်အဲ့တော့အဲ့မှာအချို့ကြောက်ဒီအဲ့ဒါ enjoy annoy imply အဲ့လိုမျိုး i y ဆိုတဲ့အတန်နဲ့လीဟို တဲ့ကိုအမြင့်ထွက်ကြအများတကယ်ကြတော့ enjoy တဲ့လေ enjoy ဥမာ annoy တဲ့ annoyed annoying annoyed အဲ့လိုမျိုးပေါ့နော်ဟိုအတန်နှစ်တန်ပေါင်းထားတဲ့ပုံစံအုံးလေးထွက်ပြရမယ်ပေါ့နော်အဲ့လိုများသောဖြစ်ကဟို audio နားထောင်နေ listening နားထောင်နေရွှေရှင်နေကြည့်လို့ရှင်လေသတိထားမိမယ်သူက annoying တို့ enjoying တို့ပြောနေရမျိုးမဟုတ်ဘူးပေါ့နော် i enjoyed it အဲ့လိုမျိုး joy joy ဆိုရယ်အတန်နှစ်တန်ကိုပေါင်းပြီးထွက်တဲ့အတန်ဆိုတာတည်တာမှာပေါ့နော်အဲ့တော့တခြားပေးတဲ့ example လေးကိုလေဟိုပြန်ပြီးတော့ video sheet ကိုပြင်ရစ်ပြီးတော့ practice လိုက်လို့ရတယ်ပေါ့နော် practice လုပ်ချိန်မှာကိုယ့်ရဲ့နှာခမ်းကဝိုင်းနေရတယ်တဖြည်းဖြည်းပေးကိုကားပါမယ်ရှားအောက်ကနေအပေါ်ကိုတက်သွားမယ်ပေါ့နော်အဲ့ဒီပုံစံလေးကိုရအောင်လိုက်ပြီးတော့ practice လုပ်လို့ရတယ်အေးရောဒီ channel တူဒီအတန်ကို example လေးနဲ့ practice လုပ်ကြည့်မယ်ပေါ့နော်အချို့စလုံးကိုရင်ပြမယ် then touchy. to the အဲ့ဒါကိုတန်ထွက်ကြည့်ပြင်တရှက်ထွက်ပြရတဲ့အတန်းတူလားမတူလား check me, လုပ်ကြည့်မယ်ပေါ့နော် so let's look at it can you pronounce it let's check with me point voice royal boy choice employment, oil, avoid, joint, enjoying, joint, unemployment, appointment, noise, soil, joy, destroy, toilet, boyfriend. enjoyable. viewpoint. poison. voyage. for you. invoice. void. devoid. paranoid. decoy. Android, exploit, exploitation. So that's all about OE sound. Thank you for watching this video. See you.